ကဲမင်းတို့ငါတို့ဟိုက်မှာထုတ်လိုက်ပြီနိုင်ငံချင်းသားတွေကိုထုတ်လိုက်တယ်ကဲအဲ့လိုငါတို့နိုင်ငံရေးနိုင်ငံရေးနည်းနဲ့ဖြည့်ချင်းနေပြီကဲမင်းတို့ဘာဆက်လုပ်မှာလဲတိုင်းမှာမှာတွေ့နေရတယ်ကိုသောဘုန်းကြီးတို့တော့ဝန်တာပါတယ်တဲ့ကိုသောဘုန်းကြီးလူလို့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်တဲ့ပြောနေကြတယ်ဗောနော်ကိုသောဘုန်းကြီးလွတ်ထောက်လွတ်လို့ပေါ့နော်လူတွေအမျိုးမျိုးအဝေးပေါ်ပြောနေကြတချို့လဲလိုက်များများရချင်းပုံကြတယ်တချို့လဲဆယ်လီဖြစ်ချင်းပုံကြတယ်ဗောနော်လူတိုင်းမှာဆယ်လီဖြစ်နေဆယ်လီဖြစ်ရင်ချက်ချက်ခံရတာနော် တက်မလို့ဆယ်လီပြတာလုံဆောင်တဲ့နေရာပဲကောင်းတယ်လေနော်။ကိုစော်ဝေးဒီလုံးဝလုံးဝမလွတ်သေးပါဘူးဆိုတော့ကျွန်တော်ဒီသူများအားလုံးကိုတိစေချင်ပါတယ်ကနော်။ကိုစော်ဝေးလွတ်တဲ့ဆိုတာက905ပုံမှာပြုတ်သွားတာပဲရှိရနော်။905ပုံမှာလွတ်သွားတာပဲရှိပါတယ်။ညာနဲ့ပုံမှာမလွတ်သေးတဲ့ကြောင့်ကိုစော်ဝေးထောင်ထဲမှာကြမ်းကြမ်းမာမာချမ်းချမ်းလာလာနဲ့ရှိနေတဲ့ဆိုတော့ကျွန်တော်လေးကိုဒါပြောတာကြီးဖြစ်ပါတယ်။ကျွန်တော်အတိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာမျက်နှာမှုအဲ့မျက်နှာမှုတဲ့အလုပ်ကိုကျွန်တော်ဆက်လုပ်နေပါမယ်။ကိုစော်ဝေးဒီ လုံးဝလုံးဝမလွတ်သေးပါဘူးဆိုတော့ကျွန်တော်ပြည်သူများအားလုံးကိုသိစေချင်ပါတယ်ကနော်။တော်တော်ဘေးလွတ်တယ်ဆိုတာက905ပုံမှာပြုတ်သွားတာပဲရှိရနော်။905ပုံမှာလွတ်သွားတာပဲရှိပါလေ။ဒါနဲ့ပုံမှာမလွတ်သေးတဲ့ကြောင့်တော်တော်ဘေးထောင်ထဲမှာကြမ်းကြမ်းမာမာဆန်းကြမ်းတလာနဲ့ရှိနေတယ်ဆိုတဲ့အကြောင်းလေးကိုဒါအတွေ့အထိဖြစ်ပါလေ။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ရှေ့နေကြီးဦးကြီးမြင့်ကနေစစ်ကောင်စီရဲ့နိုဝင်ဘာ26ရက်နေ့ထုတ်ပြန်ခဲ့တဲ့ပုံမှန်905ကလူငင်းကွင်းနဲ့အမှုပိတ်သိမ်းမှုတွေဟာဘလို့ဥပဒေနောက်ခံတဲ့နိုင်ငံရေးရည်ရွယ်ချက်တွေပါဝင်နေတယ်လဲဆိုတာကို ဥပဒေရှုထောင့်ကနေအသေးစိတ်ထောက်ပြထားတာကိုတင်ဆက်ပေးသွားမှာပါတကယ်နိုင်ငံရေးကျင်းသားအရေးအတွက်နဲ့လွတ်မြောက်လာတဲ့အရေးအတွက်ကွာခြားချက်တွေဒီလိုရဲ့ကြောင့်စစ်ကောင်စီကိုထောက်ခံသူတွေကြားမှာတော့ဝေဖန်မှုတွေဘာကြောင့်မြင့်တက်လာရသလဲဆိုတဲ့အကြောင်းအရာတွေကိုဦးကြီးမြင့်ရဲ့သုံးသပ်ချက်နဲ့အတူခွဲခြားစစ်ဖြာတင်ပြသွားမှာဖြစ်လို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးရှင်ကနိုဝင်ဘာ26ရက်နေ့မှာ ငါရငါကကြီးနဲ့ပြစ်ဒဏ်ကြက်ခံနေရတဲ့သူတွေကိုဟိုပြစ်ဒဏ်လွန်ကြီးချက်တာဝင်ပေးလိုက်ပါတယ်ဆိုတော့လူကတော့တော်တော်များများတယ်ဆရာပြင်ညာချက်က3ဆောင်ကစောင်းကတော့ဟို912ဦးပေါ့နော်နောက်တစ်ဆောင်ကျတော့2361ဦးနောက်တစ်ဆောင်ကျတော့ထွက်ပြေးတိတ်ချောင်နေတဲ့ဒီငါငါကနဲ့ပဲ9500ကျော်ပေါ့နော်ဆိုအားလုံးပေါင်းလိုက်ရင်8665ဦးလို့ကျွန်တော်သိရတယ်ဆိုတော့ဒီလိုမျိုးလွန်ကြီးချက်တာဝင်ပေးတဲ့နေရာမှာကျွန်တော်တို့ကမရှင်းတာကတခုကဆိုတော့9500ကကြီးတွေပေါ့နော်ဒါပေမဲ့ဒီ9500ကကြီးတွေကနောက်ထပ်ပြစ်မှုတစ်ခုနဲ့တွဲနေတယ်ဆိုရင်ဟိုမလို့ပဲထားမှာလား ။ဒါမှမဟုတ်ဒီလူတွေအကုန်လုံးကဒါလှုပ်ပေးတဲ့သဘောလား။ဟိုငါငါကနဲ့တရားမှုဖွင့်ထားတဲ့လူတွေအားလုံးကိုပဲလှုပ်မှာပါ။ငါငါကနဲ့တရားပုံမှန်တွေကြွက်ထားတဲ့လူတွေမပါပါဘူး။အဲ့လိုငါငါကရဲ့လွတ်တဲ့အာဝတော့ခန်းစားရမယ်လေ။တရားပုံမှန်တွေကြံတဲ့ဟာတော့သူဆက်ရှိနေမှာပေါ့အဲ့လိုပေါ့။အဲ့တော့အမှုတွဲနေတဲ့ဟာဒီထဲမှာမပါဘူးပေါ့နော်။ငါငါကကြီးတီးတဲ့နေပဲ तू ကလှုပ်ပေးတဲ့သဘောပေါ့။ဟုတ်တယ်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 ။တွဲနေတဲ့ဟာကြတော့လည်းငါငါကနဲ့ဖွင့်ထားတဲ့ဟာတွေကခန်းစားမှုရှိတယ်။ခန်းစားမှုရှိမယ်လား။ ဟိုဟိုကျင်းကျက်တုံးဆောင်မှာဒဇောင်းကကြတော့900ကကြီးပေါ့နော်နဲ့ထွက်ပြေးတင်းဆောင်ရင်းနဲ့နောက်932ပေါ့နော်ထွက်ပြေးတဲ့ဆိုပြီးတက်အမှုဖွင့်လာတာအဲ့ဒီအမှုနှစ်ခုနဲ့တရားစွပ်စွပ်ခံရတဲ့9580သူတို့လည်းအမှုရုပ်သိမ်းလိုက်တယ်တဲ့ဆိုတော့ဆိုတော့ဒီလူတွေကပြန်လာလို့ရပြီဆိုတဲ့သဘောပေါ့ဆိုတော့ကျွန်တော်သိထားတာဆရာကလည်း900ကကြီးနဲ့ညည်းဆိုတော့ဆရာကိုနှိုက်ကရောဘယ်လိုလဲလွတ်လွတ်သွားလို့ပြောလို့ရမှာဟိုကျွန်တော်ကော့တောင်းမှာကျွန်တော်ရဲ့ဗိုလ်ကြီးနေမျိုးစင်ရဲ့ကြပြဆရာကိုစောဦးရဲ့တုံးမကူ900ကနဲ့တရားစွဲတယ်ပေါ့ညာတရားစွဲတဲ့ခါကျတော့ဟို ကျွန်တော်တို့ကကိုဗစ်တွေလည်းဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့အမကန်ရတာကိုဆေးအမကန်ရတယ်ကိုစောင်းဝင်နေကျွန်တော်နေရအဲ့တော့ကျွန်တော်ကိုဗစ်တွေဖြစ်နေခါကျတော့မသွားတော့ဘူးပေါ့ဗျာနောက်တစ်ခါတော့အာနာသိနေအာနာသိနေတဲ့ခါကျတော့လည်းမသွားတော့ဘူးပေါ့အဲ့လိုဖြစ်တော့လေးလိုသွားလာဖို့ကလည်းအရင်ခက်တယ်ဗျာအဲ့ချိန်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့50ဆနစ်ပေါ့ဗျာတရားခံပြေးဖွင့်တယ်ဗျာငါအပေါ်မှာ50ဆနစ်တရားခံပြေးဖွင့်တယ်အဲ့အဲ့ဒီမှုကြီးပါသွားတာပေါ့နော်အဲ့တော့ကိုစောင်းဝင်ကျွန်တော်ရကငါငါကောငါဆနစ်ကိုဖွင့်ခံထားတဲ့လူတွေဆိုတော့သူတို့ကျွန်တော်တို့နှစ်ယောက်ကတော့ဒီမှုမှာလွတ်တဲ့ထဲမှာဘင်းချင်းချမ်းချမ်းဝင်ပါသွားတယ်ပေါ့ဘိုးကြီးနေမျိုးစင်လာတော့ तू က အဲ့ဒီအမှုပြစ်ဒဏ်ကြဆံပြီးလို့ဒါလည်းမဆိုင်တော့ဘူးပေါ့အဲဒါတစ်ချက်ပေါ့ကျွန်တော်ကြတော့အဲ့လို900နည်းဖွင့်ခံရလို့ဆိုပြီးတော့ကျွန်တော်ကိုပြည်တော်စုတရားစွပ်တော်ချုပ်ပေါ့ဗျာအဲကျွန်တော်ကလည်းကျွန်တော်ကိုလိုင်စင်သိမ်းတယ်ပေါ့ဗျာလိုင်စင်သိမ်းတယ်အဲအဲ့တော့အဲ့ဒီအမှုကလည်းပဲတကယ်ကြတော့ဒီအမှုကငွေငွေတော့ငွေချင်းတော့ပေးလိုက်ပြီဆိုတဲ့အခါကျတော့ကျွန်တော်လိုင်စင်လည်းပြန်ပေးရမှာတော့ကျွန်တော်လည်းပြန်လျှောက်ရမှာအဲဒီသဘောရှိတာကဥပဒေသဘောရတယ်အဲတန်တဲ့လူတွေကတော့အခုလူချင်းချက်လာခွင့်နဲ့အကုန်ပါကြတာပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာတခြားအမှုမရှိဘူးဆိုတော့ဆရာကကွင်းလုံးချွတ်လွတ်သွားပြီဆိုတဲ့သဘောပေါ့ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အော်ဟုတ်ပြီဆရာဝမ်းသာပါလေဆရာလွတ်ပြီကျုပ်ပြီဆိုတော့ဟုတ်ပြီအဲ့တော့နောက်ထပ်နှစ်ခုပေါ့နောက်ထပ်နှစ်ခုကတော့ဟိုထောင်အသေးသေးမှပြည်တန်ကြာခံရတဲ့သူတွေပေါ့အဲ့ဒီမှာတစ်ခုကသူကဟို900ကျော်ပေါ့နော်တစ်ခုကကျတော့2361 924ဦးကျတော့သူကဟိုနောက်တစ်ကြိမ်ထပ်မံကျူးလို့ရင်းနဲ့အရင်ပြည်တန်ကိုခံရမယ်နော်ဟိုနောက်ထပ်2361ဦးကျတော့သူကအဲ့ဒါမပါဘူးဆိုအဲ့ဒါကျတော့ဘာဘလူကွဲလေသူကလွတ်ထားချင်းအတူတူပဲလေဟောဒီလိုဖြစ်နေပြီဗျဟိုကျွန်တော်သူကသူကရှင်းမထားဘူးအဲ့ဒါဒါကြောင့်အဲ့လိုခွဲလို့လို့ဆိုရှင်းမထားဘူး ရှင်းမထားတော့ကျွန်တော်တို့ဥပဒေအမြင်နဲ့ပြောရမှာဆိုရင်တော့အဲ့924ယောက်ကသူက3နှစ်ထိချနေတာပေါ့ဗျာအဲ3နှစ်ထိချတဲ့လူတွေများဖြစ်သလားပြစ်တယ်ပြင်းပြထန်တာပေါ့ဗျာကျန်တဲ့လူတွေကခုနကပြောတယ်1300ကျော်ကတော့ဟလာတစ်နှစ်လောက်ချထားတဲ့လူတွေငပေါ်ပါပါဖြစ်ဖြစ်နိုင်တယ်ပေါ့ဗျာအဲ့အဲ့ပေါ်မှာမူတည်ပြီးတော့ပြစ်တယ်မှာမူတည်ပြီးတော့ဟို3နှစ်လောက်ချထားတဲ့လူတွေကတော့မင်းတို့ကတော့ပိုးပြီးတော့ဟောသူတယ်အဲ့လိုမင်းတို့တော့ဒီတိုင်းအဲဒီတိုင်းရိုးတော့လွှတ်မပေးနိုင်ဘူးမင်းတို့နောက်တစ်ခါထားကျူးလို့ရှိရင်အရင်ပြစ်တယ်မှာပေါက်ပြောခံရမယ်ပေါ့ဗျာ ဒီဘက်က2300ကျတော့အဲ့ဒီ1000ဖြစ်ဖြစ်ဖြစ်နိုင်ဆုံးကတော့924ဦးကပြည်သားတွေကြားနေတယ်ဗျာပြည်သားတွေကြားနေတယ်ဗျာဒါပေမဲ့9အခုဒီ2000နဲ့363ကတော့ပြည်သားမကြားတော့ဖြစ်နေတယ်ပြည်သားမကြားတော့ဖြစ်နေတယ်လူရဲစိတ်နဲ့တူတယ်ဘောမျိုးပေါ့ဗျာအဲ့ဒီကြတော့လွတ်လွတ်ပေါင်းမျိုးခံခံစရာလိုမလဲလေအဲ့လိုအိဗယ်နှစ်ခု ဖြစ်နိုင်တယ်လို့ကျွန်တော်ဒီသားမလို့အမိတ်နှစ်ခုအဲ့လိုခွဲပြီးတော့ထုတ်တယ်လို့ဒီလိုကျွန်တော်ယူဆပါတယ်ဟို924ဦးကပြစ်တန်အများကြီးကျန်တာလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်သဘောထားပြင်းထန်တဲ့သူတွေဖြစ်ရင်လည်းဖြစ်မယ်တို့တို့ယူဆချက်ပေါ့နော်အဲ့ဒါကြောင့်တို့တို့တော့ပို့ပြီးတော့အချိန်ကိုလည်းပြင်းထန်တယ်မပြင်းထန်သဘောထားပြင်းထန်တယ်မပြင်းထန်တယ်ဆိုတော့အဲ့ဒါတော့ဟိုပြစ်တန်ဘာမှမပါပြပါပဲလေပြစ်တန်များများချထားတဲ့လူတွေဖြစ်မှာပေါ့တို့က ဟုတ်ကဲ့ဆရာအဲ့တော့ဒီ8665ကိုစုစုပေါင်းပေါ့နော်အားလုံးကို905ကာကြီးတွေကိုလွန်ကျင်းပေးလိုက်တယ်ဆိုတော့ထူးခြားတာကဒီကည7နိုင်တဲ့ရက်မှာပါပါလေအဲ့ဒါကိုအဲ့ဒီမတိုင်ခင်နေ့လေလောက်ညနေလောက်တဲမှာတရားအစဘုကျုံစုံမထင်အရင်ဆုံးဦးကျင်ညာလေည7နိုင်ကျရင်လွတ်ဖို့ရှိတယ်ဆိုတော့သူတို့ကလွတ်ဖို့ရှိတယ်ဆိုတော့တခါတရင်အရင်ထုတ်ပြီးတော့လွတ်တယ်ပေါ့နော်ဟိုဒီထုတ်ကညာထုတ်တယ်ဆိုတော့ဒါလေးကတော်တော်ထူးခြားရလို့ကျွန်တော်မြင်တယ်ပေါ့လေဒါပေမဲ့ဒီချက်ပို့ထူးခြားတာက အမေရိကန်က TPS ကိုရုပ်သိမ်းလိုက်တယ်ပေါ့နော် temporary protection status နဲ့အမေရိကန်မှာနေတဲ့မြန်မာတွေကိုရုပ်သိမ်းလိုက်တယ်ဆိုတော့ဒီရုပ်သိမ်းတဲ့အကြောင်းအရာသူတို့ရှင်းပြထားမှာမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်တော့မယ်ပြီးရင် MNDA TNL နဲ့လည်းစစ်တပ်ကအပြည့်ရက်လိုက်ပြီနော်နောက်ပြီးတော့တိုင်းရင်းသားဒေသတွေမှာလည်းသူတို့ရဲ့အုပ်ချုပ်မှုကဟိုတိတိကျကျဖြစ်လာပြီပေါ့လေဆိုတော့ဒီလိုမျိုးအိုးသူကပြောပြီးတော့ TPS ကိုရုပ်သိမ်းလိုက်တယ်။အဲရုပ်သိမ်းပြီးမကြခင်ရပ်ပိုင်းမှာပဲဒါစစ်တပ်ကအခုလိုမျိုးငါးငါးကကြီးတွေကိုဟို လူငယ်ကိုပေးလိုက်တယ်တနည်းပြောရင်ဒါနိုင်ငံရေးကျင်းသားလို့ကျွန်တော်သတ်မှတ်တာကိုငါ့ငါကကြီးဆိုတော့ဒီလိုမျိုးဖြေလျော့ပေးတယ်ဆိုတော့ဒါကအမေရိကန်ကိုသူကထပ်ပြီးရှိုးတဲ့သဘောလားနောက်တစ်ခွက်ပြလိုက်တာပေါ့နော်ငါတို့တော့ပြောင်းလဲမှုတွေလုပ်လိုက်ပြီးအမေရိကန်ကသူတို့ပေါ်တက်ညာအောင်ဒါဒါမျိုးလည်းစဉ်းစားစရာဖြစ်တယ်ဆရာအဲ့တော့ဒီလိုမျိုးရဲ့နောက်ကွယ်မှာတခြားရွေချက်တွေများရှိမလားဆိုတာဆရာဘယ်လိုမျိုးမြင်လဲဗျာအာရွေချက်တွေအတိုင်းရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘယ်တော့မှနိုင်ငံရေးမှာအလကားမပေးပါဘူးအလကားရတယ်ဆိုတာမရှိပါဘူးနော်ရွေချက်တွေလည်းလုပ်ကြတာအဲ့တော့ဒီအစိုးရစစ်ကောင်စီကနေပြီးတော့ လော်ဘီငှားတာလေဗျအမေရိကန်မှာလေကုမ္ပဏီယူတခုကုမ္ပဏီယူငှားတာလေအဲ့ပေခါဦးသိန်းစိန်လက်ထက်တုန်းကငှားတာတော့မအောင်ဘူးအခုစားတော့သူအောင်မြင်သွားတဲ့သဘောရှိဦးမလားအေးဒီစိုးရတယ်မှာနှစ်ခါကြိုးစားတယ်ပထမတစ်ခါကြိုးစားတယ်အစ္စရေးနဲ့ကြိုးစားတယ်ကုမ္ပဏီတခုတော့မအောင်ဘူးဒုတိယကြိမ်ထပ်ကြိုးစားတာမှာအခုဒီစိုးရငှားတဲ့ကုမ္ပဏီပေါ့ငါလော်ဘီလုပ်တဲ့ကုမ္ပဏီအဲလုံးဆောင်ချက်ကြီးအောင်မြင်သွားတယ်လို့လေလုံးမှတ်ချက်ပေးကြတယ်ပေါ့ကျွန်တော်လည်းအဲ့တိုင်းယုံကြည်ပါတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒါ client ရဲ့ policy ပေါ့ဗျာ client policy ကလည်းအမျိုးမျိုးပြောင်းနေတာဗျာဟိုလိုပြောလိုက်ဒီလိုပြောလိုက် အဲ့လိုပြောနေတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ကစူးစမ်းမှုပဲစစ်ကောင်စီဘက်ကစူးစမ်းမှုအောင်မြင်သွားတာပေါ့နော်အောင်မြင်သွားတဲ့အတွက်ကြောင့်မလို့တော့ရွေးကောက်ဘွက်နဲ့ပတ်သက်လို့ရွေးကောက်ဘွက်နဲ့ပတ်သက်လို့အတိမတ်ပြုတ်တယ်လို့မပြောသေးဘူးကြာတော့မပြောသေးဘူးတော်တယ်ပဲအဲအလားလာတော့ကောင်းတော့ကောင်းတော့လည်းသဘောရှိတာပေါ့တော့အဲ့ဒီခုနကဒီဒီအစိုးရနေပြီးတော့အဲ့ဒါကျင်ညာချက်တမှာကြည့်လိုက်မယ်စစ်ကောင်စီကနေကျင်ညာတဲ့ကျင်ညာချက်ပုံစံမျိုးတွေအားကလုံးတွေအကုန်လုံးကရွေးကောက်ဒီရွေးကောက်ဘွက်တွေလည်းလုပ်နေပြီးတိုင်းပြည်ချင်းတွေလည်းပဲတော်တော်ကောင်းလာပြီအဘာဘာညှို့ပြအဲ့ဒါတွေကလည်းအဲ့ကျင်ညာချက်ကဗျာဒီဘက်က ိုဟိုကိုတင်းကလိုချင်တဲ့ပုံစံကိုအဲ့ကို lobby company ကရေးတင်တဲ့အတိုင်းပဲသူတို့ကလည်းဆက်ပြီးငွေကြေးဌာနကလည်းလုပ်တယ်လို့တော့ဖြစ်နေကြတယ်အဲ့လိုပြောနေကြတယ်ပေါ့အမှတ်ချက်လည်းချနေကြတယ်ကျွန်တော်လည်းအဲ့လိုတိုးရှိရတယ်ပေါ့လေအဲ့ဒါဘလို့အဲဒီကိစ္စနဲ့ပတ်သက်လို့အဲ့ဒါတွေကအခုဒီဟာကို2500ဖြစ်ပြီးတော့ရင်ဒီစစ်ကောင်စီအစိုးရလည်းပဲအာဒီယာကိုရိုင်းရောညီတူဖြစ်တယ်ဟောပြီးတော့သူတို့ရေကပွဲကိုလည်းကြောညာနေတာပေါ့ဗျာကဘာတဝန်းကိုပေါ့ဆိုအခုအာဆီယံကိုလည်းပြန်စာပြစ်လိုက်တာပေါ့ကဲခင်ဗျားတို့ပြောလို့ကျုပ်နိုင်ငံကြီးကျင်းသားတွေထုတ်ပြီးဟာနိုင်ငံကြီးအကျင်းသားတွေနော်ဒါတွေကပါပြီးခင်ဗျားတို့ပြောလို့ပဲ

အာနာတိန်စစ်အုပ်စုရဲ့လူငင်းချမ်းသာခွင့်18ကြိမ်မှာနိုင်ငံရေးအကျုံးသားဆက်300ရာခိုင်နှုန်းကျော်သာပါဝင်2020ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့နောက်ပိုင်း9နှစ်နီးပါးကာလအတွင်းမှာအာနာတိန်စစ်အုပ်စုကလူငင်းချမ်းသာခွင့်18ကြိမ်ကျင်းပခဲ့ပြီးအချင်းကြခံနေရသူ100ဆနှစ်926တသိန်း1300နီးပါးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ထိုထဲမှာနိုင်ငံရေးအကျုံးသားဆက်ငါ444 15000ကျော်သာပါဝင်ခဲ့ပြီးရာဂိုင်းနှုန်းအနေနဲ့73.8ရာဂိုင်းနှုန်းလာရှိတယ်လို့ ISPA မြန်မာအဖွဲ့ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။စစ်အုပ်စုရဲ့လူငင်းခွင့်ပေးမှုတွေထဲမှာရာစတက်ကြီးပုံမှန်905ကနဲ့တက်ဆိုင်သူတွေကြီးတိတက်လူငင်းခွင့်ပေးမှုဟာ၃ချိန်ပဲရှိခဲ့ပြီး စစ်အာဏာသိမ်းမှုကိုလက်မခံစန့်ကျင်မှုတွေကြောင့်အကျိုးထောင်တွေနဲ့ဖမ်းဆီးခံရတဲ့သူ20နဲ့900နဲ့2000 3000ပါရှိနေစေဖြစ်တယ်လို့အထက်ပါထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။နိုဝင်ဘာ26ရက်နေ့က905ကနဲ့တရားစွဲခံထားရတဲ့သူ665ဦးကိုအာဏာသိမ်းစစ်အုပ်စုကလွန်ငင်းခွင့်နဲ့တတ်တာခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီထဲက905ကပုံမှန်နဲ့ထောင်ချခံထားရသူ924ဦးပြန်လွတ်ပေးခဲ့ပြီးပုံမှန်905ကအပြင်အခြားပုံမှန်တွေနဲ့ပြစ်ဒဏ်ချထားတဲ့2361ဦးကိုတော့ပြန်မလွတ်ပေးဘဲ905ကပုံမှန်တစ်ခုပဲရှော့ပေးခဲ့ပါတယ်။ပုံမှန်905ကနဲ့တရားစွဲခံရလို့ထွက်ပြေးတိမ်းရှောင်နေတဲ့သူ9580ဦးရဲ့ကြားနာစစ်ဆေးမှုတွေလည်းအမှုပိတ်သိမ်းခဲ့ပါတယ်။နောက်တစ်ခုကလည်းပြည်သူနိုင်ငံရေးကိုလည်းထိုးထိုးချရတဲ့အထုံးနဲ့ထားဝင်။ကဲမင်းတို့ငါတို့ဟိုက်မှာ ထုတ်လိုက်ပြီးနိုင်ငံကြီးသားတွေကိုထုတ်လိုက်တယ်။ကြဲအဲ့လိုဒါတော့နိုင်ငံကြီးနိုင်ငံကြီးနည်းဖြစ်ဖြစ်နေပြီ။ကျွန်တော်တို့ဘာဆက်လုပ်မှာလဲ။အဲဒါမျိုးတွေပေါ့ဗျာ။အဲ့လိုဒီဒီဝါတွေနဲ့လုပ်တယ်ဆိုတော့ဒီလိုလည်းမှတ်ယူလို့ရမယ်လို့ကျွန်တော်ထင်ပါတယ်ဗျာ။ โอเคအဲ့တော့ရွေးကောက်ပွဲကဟိုနိုင်ငံတကာအများစုကတော့လက်မခံဘူးလေနော်ဟိုအတူတူရွေးကောက်ပွဲလိုပဲပြောနေကြတော့ဆိုတော့ဒါဟိုသူကခုနဆရာပြောသလိုအာဆီယံအဆိုင်ဟိုလက်ခံလာအောင်ရွေးကောက်ပွဲအောင်စိုက်လာအောင်ပေါ့နော်ငါတို့လုပ်ပြပြီပေါ့နောက်တစ်ခုကအခုလိုဆရာခုနပြောသလိုပေါ့နော်ဟိုဟိုပြည်တွင်းမှာနိုင်ငံရေးကိုနိုင်ငံရေးနည်းရငါတို့ဖြည့်ရှင်းတော့မယ်ဟိုဖြည့်လျှော့ပေးဆိုတဲ့သဘောမျိုးပေါ့နော်ငါကငါကကြီးတီးတဲ့ဆိုတော့တော်တော်ထူးကြတယ်ဆိုတော့ဒီနောက်မှာဆရာခုနပြောသလိုတနင်္ဂနွေလုံးပြည့်ကတ်ရေးစေးပါသူရွေးကောက်ပွဲနည်းကျင်ညာနေတယ်ဆိုတော့ နောက်တစ်ဆင့်အနေနဲ့ရွေးကောက်ပွဲမတန်ခင်မှာတကယ်ဟိုတမန်တော်ဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံဒေါ်ဆန်းစုကြည်တို့ကိုရောသံဆောင်တရားဖြည့်ချော့တာမျိုးကျွန်တော်ကြားရလာနိုင်လားဆရာအဲ့ပေါ်ဆရာဘယ်လိုများအဲ့ဒါတော့တရားရရင်လို့မဖြစ်ပါဘူးတရားရရင်လို့မဖြစ်ပါဘူးတို့ဘာလို့ဆိုဥသိန်းစိန်တို့အခုကြုံနေရှိရလေပြီးမှရွေးကောက်ပွဲတွေအားလုံးပြီးတော့မှလွတ်ပြေးတာဘူးလေအခုပြောရင်ဒေါ်ဆန်းစုကြည်ဆိုတာခင်ဗျာဒီဒီ NUG ဒေါ်လာရင်းကြီးတစ်ခုလုံးရဲ့အဲသူကခေါင်းတင်ထားတဲ့ပုံပုံလေအဲသူတခုံးပြောလိုက်တာ ਨੇ တပိုင်ကသူကနိုင်ငံရေးကိုကဘာကဘာဝလဲပဲသူကအဲ့လိုမျိုးအဲ့လိုပုံပုံမျိုးကို ဟိုအဲ့လိုပုံပုံမျိုးစကားတခွန်းထွက်ပြောမှာလုံးဝမလိုလားပါဘူးအပြောလဲမခံနိုင်ပါဘူးဒါကြောင့်အဲ့ဒီကိစ္စကလုံးဝမဖြစ်နိုင်ပါဘူးညာโอเคအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် तू ကဟိုရုပ်ကွေးပြန်လုပ်မယ်ခုနအာနာ၃ရက်ကိုပြန်ဖြေလျှော့ပေးလိုက်မယ်ပြီးရင်ဒီမိုကရေစီလမ်းကြောင်းသွားမယ်လို့ तू အာမခံတယ်လို့ပြောထားတာဘူးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီဒီမိုကရေစီကိုသွားမယ်ဆိုရင်အခုလိုကိစ္စတွေပါဝင် तू ဖြေလျှော့ရမှာအများကြီးထပ်လုပ်ပေးရမှာပဲလေအဲ့တော့တကယ်ပဲ तू ကဖြေးဖြေးချင်းနဲ့အစပြုတဲ့သဘောလို့ပြောရင်ရောကျွန်တော်တို့ဘယ်လောက်မှန်နိုင်မလဲအဲ့ဒီဟာကတော့ဟိုတွင်းဆချက်တွေပေါ့ဗျာတွင်းဆချက်တွေပေါ့ ဟိုကျွန်တော်တို့ဆိုလို့ရှိရင်အင်တာဝန်မြောက်ဝန်တာဖြစ်ဖို့ကောက်တာပေါ့နော်ဟိုကိုယ်ကိုပွင့်တာလေပုံမှန်အဲ့ဒါလာရှော့ပြလိုက်တယ်ဒါလုံးနေဆံမပြီးရဆိုအမှန်တကျိုးစိုးဝန်တာမှပြစားတယ်ဘို့လို့ကျွန်တော်တို့ကအစတွေကမူနဲ့ပေါင်နဲ့စကားပြောတာပေါ့ကျွန်တော်ကအမှုဖွင့်တာဆိုလို့ရှိရင်ဗျာဟို2008ချင်းကဥပဒေကိုပြင်ဆင်ပြင်ဆင်သေးတယ်လို့အပြင်ဆင်ရမယ်ဆိုတဲ့ဟာလေးကို7မိနစ်ပဲဗျာတစ်ခွက်တော့မှပြောမယ်လို့ငါးငါးနဲ့ဖွင့်တယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ကိုအမှုဖွင့်တဲ့တော့လေဘယ်လိုလဲဆိုခုစရဖာအဲ့တော့ကကျုပ်ဖြစ်တယ်ဘုံမူးစော့ထုတ်ပေါ့ 苏州博嘅，啊不如偷债嚟。啊收租三百六度嘛，咁你又多啲人要，啲先唔知做固定啲啊，就即係我識得咁部分人，咁樣點講嘅？你冇你以算牛嘅咩？誒呦，别少了，嘅，唔係我打算嚟嘅，唔係少嚟，收唔收得噶？别係了，嚟，誒牛的嚟嘅咩？Be, a a no es, no. nature, mmm、你係一路一路冇嘅咩？牛的你嚟那咩？看睇見交見？今日今日你哋見嘛？今日我哋今日今日幾時開始拉少的，拉少嚟要派冇得嘅，誒老豆，誒你係咪啱啱講嘅？話到呢邊見唔見？ ဒီအနာသိန်းကဝန်ခံလို့ပေါ့ဗျာအဲအဲ့ဒါလေးငါးငါးတာပဲအခုကျွန်တော် NLD NLD မဟုတ်တဲ့အခါကျတော့ကျွန်တော်ကိုတန်းတော့မဖမ်းဘူးပေါ့ဗျာနောက်ပိုင်းကျွန်တော်ရဲ့ NUG ဘောမထောက်ခံတဲ့စကားတွေပါတယ်ပြောလို့ဆိုပြီးတော့ကျွန်တော် လုပ်တယ်အဲ့တော့ပြောချင်တာတော့ပါလဲဆိုတော့ဒီနိုင်ငံရေးမှာအဲလုတ်ကြတဲ့အခါဘယ်လောက်ပွင့်လင်းမြင်သာမှုရှိတယ်လဲဘာညာဆိုတာများပါတယ်လို့သူကစစ်ကောင်စီအရောဘယ်လောက်လောက်ပြည်သူတွေပေါ်မှာဘယ်လောက်လောက်လုတ်တာလဲရဲစုံမှုတွေလုတ်တာလဲအပြစ်တွေဘယ်လောက်လုတ်တာလဲဘယ်လောက်ရက်ဆက်တာလဲဆိုရင်အပေါ်မှာမူတည်ပြီးတော့ ဟုတ်လားပြည်သူတွေကပူပေါင်းမှုမပူပေါင်းမှုဆိုတာဖြစ်မှာဘူးလေအဲ့ဒီဟာအပေါ်မှာမူတည်လဲမူတည်လေးလေအခုကျတော့မဟာတော့ပေါ်ပါဗျာဆက်ထားလို့ကျင်းလိုက်ကြပါအဲ့ဒါလည်းဘာဖြစ်လာမလို့ဒီကနေ့ဒါလေးတော့အဲ့လိုပြောလို့မရဘူးလေခင်ဗျာကိုလောက်ထားတဲ့ခါနဲ့လည်းကိုပြန်ချိန်ရမှာနောက်တစ်ခါတိုင်းတိုင်းနဲ့ပတ်သက်တဲ့ဥစ္စာအဲ့တော့သူတို့လုပ်နေတဲ့အပေါ်ယံအပေါ်ယံလောက်နဲ့တိုင်းတိုင်းရဲ့လူလားတာတွေနဲ့လူလားတာတွေမကိုက်ဘူးဆိုရင်တော့ဘလို့ဒီနေ့ဒီမိုကရေစီလိုပြောတဲ့ဟာပေါ်ဆောင်လို့မရဘူးလေအဲ့ဒါတော့တကန့်ကြီးတကန့်ကြီးစစ်သားကြီးမှနားလည်မှုရနိုင်မယ်မြင်ရမြင်ရနိုင်မယ်လို့ကျွန်တော်ဒီလိုမြင်ပါတယ် โอเคအဲ့တော့ကျွန်တော်တို့ကဟိုသူတို့ကဖြေရော့ဖြေရော့တဲ့ပိုင်းကိုကျွန်တော်စဉ်းစားကြည့်တာပေါ့เนาะအခုရွေးကောက်ပွဲမတိုင်ခင်တော့အများကြီးတော့မဖြစ်နိုင်ဘူးဒါအခုတကွက်တော့သူကပြလိုက်ပြီဒါပေမဲ့ရွေးကောက်ပွဲပြီးသွားလို့သူတို့စီစဉ်တိုင်းပြီးသွားလို့ဒီဆိုကောပဲပြောပြောပေါ့เนาะဟိုအဆိုကပေါ်လာမယ်ဟိုပါလီမန်ပေါ်လာမယ်ဆိုရင်ဒီထက်ပိုပြီးတော့ဖြေကျော့တာကြီးဟိုအရင်တပတ်ဦးသိန်းစင်လို့ရောမြင်ရနိုင်လားဇာတ်ရည်ပုံမှာဘယ်လိုမြင်လဲအဲ့လားတော့အခုသူတို့ကဟိုအောင်ပြလိုက်တာပေါ့ဗျာရှစ်ကနေဦးပြလိုက်တာပေါ့ဖြစ်လားကျွန်တော်တို့ဒါရွေးကောက်ပွဲတော့မလုပ်သေးဘူးကျွန်တော်ဖြေလျှော့နေပြီ ရုပ်ကပဲပြီးရင်ဒီတက်ခံရလို့ပြောနေနိုင်တယ်ဆိုတာဟုတ်အဲ့ဒီဟာကိုယုံကြည်အောင်ပေါ့ပြည်တွင်းပြည်ပယုံကြည်အောင်တို့လွတ်ပြလိုက်တာတို့လွတ်ပြလိုက်တာပဲဒါတော့လေတကယ်တော့ဖြစ်လာမလားဖြစ်မလားမလားဆိုတာတော့ကျွန်တော်တို့ပြုခဲ့တဲ့စစ်စိုးက190တမန်ရတယ်အပြောနဲ့အလုပ်တော့မကြီးပါဘူးတတိယမတည်ဘူးဟုတ်စစ်တပ်ကသူ့မူနဲ့သူသွားတာပဲသူ့တိုင်ပဲသူသွားတာပဲတကယ်လို့လာမယ်အဲ့လိုမဟုတ်ဘူးလေအဲ့လိုစိတ်ကောင်းစင်လာကောင်းစဉ်းနေဆိုအစောကြီးညာဗျာအစောကြီးကတိုင်းပြည်ကဒီလိုမှဖြစ်ပါဘူးနော်အဲ့တော့အဲ့ဒီပေါ်မှာတော့ဟိုကျွန်တော်ကတော့ဟိုစက်ကြီးပြားစင် တော့ဒီကိစ္စကတော့တိုးတက်မှုလို့မြင်ပါတယ်ကျွန်တော်ကဒီလိုတောင်ရုပ်ကောင်းမတိုင်ကိုလွှတ်မယ်လို့မထင်ပါဘူးနော်ရုံးချင်းတော့ပြေးမယ်လို့မထင်ပါဘူးဒါလည်း very limited ပါ very limited ပါနော်ငါငါကဆိုတာဆောင်ရက်တက်ကောင်တွေဖတ်ချုပ်တာဗျာအဲ့ဒါပါဆောင်ရက်တက်ကောင်တွေလုံးလုံးတဲ့အမှုဗျာဘာမှနိုင်ငံရေးလုံးလို့မဟုတ်ဘူးနိုင်ငံရေးလုံးလို့မဟုတ်ဘူးနော်ဟိုကနောင်ဟိုလက်လေးလုံးနေတာလို့ဟိုစမ်းနေပါဗျာအသေးဘွယ်လေးတွေပေါ့ဗျာခလေးကလူငယ်တွေများတယ်ဗျာဟိုခလေးတွေဆိုတော့တို့ရဲ့အဲ့ဒီလိုပေါ့ဗျာငါငါဆိုတာတော့အမှန်တန်ပေါ်ပါတဲ့နိုင်ငံရေးမှုပါအဲ့ပေါ်ပါတဲ့နိုင်ငံရေးအမှုတော့ကိုစလှုပ်ပြီးတော့အမဲဆွဲကြည့်တာပေါ့ဗျာအဲ့တော့ မဲနိုင်ပြီးတဲ့အခါဘယ်တော့ကတိတည်မလဲဆိုတော့ဟိုစကားတစ်ခုရှိရလေအစိုးရဆိုတော့အစအယူတယ်လေနောက်ပိုင်းအစိုးရလည်းဖြစ်သွားမယူတော့ဘူးအစအယူတယ်အဲ့ဒါကြည့်ကျွန်တော်တို့တော့သတိထားရမှာပေါ့ဗျာ ခက်ဆရာဘလို့ပဲဖြစ်ဖြစ်အခုကဒါ तू ကနိုင်ငံတကာကိုကစားကွက်နဲ့ကြည့်ရင်နိုင်ငံတကာကိုကစားလိုက်တယ်လို့လည်းမြင်လို့ရတာပေါ့နော်ဘာလို့လဲဆိုတော့ဆရာတို့ခုနဟိုယူဆတယ်လို့အမေရိကန်ကမှလော်ဘီတွေလှုပ်တာအောင်မြင်တယ်ဆိုတဲ့ဟိုပြောဆိုမှုတွေလည်းရှိနေတယ်ဆိုတော့ဒီပုံမှာထပ်ပြီးနောက်တစ်ကွက်နင်းတဲ့ပုံကဟုတ်ပြီဒီစစ်ကောင်စီကသူတကွက်ချင်းသူလာပြီဆိုရင်စစ်ကောင်စီကိုတော်လန်နေတဲ့မျိုးအင်အားစုတွေတထုတ်တဖြစ်ပေါ် UNG နေနေရရောဒီပုံမှာဟိုဘလို့ပြောတုံ့ပြန်တဲ့နဲ့ထင်လဲသူကကစားကွက်ကိုဟိုပထမကွန်းတော့ဖိကစားတာဗျအင်ဂျင်ကွန်းတော့ဖိကစားတာအခုဟိုကဟိုကပြန်ပြီးကွန်းတော့ဝင်ပြီးဆောက်ပြန်ပြီးလာပြီအဲ့အချိန်ကြီးကလည်းလုံးတက်ပြီးတော့ အဖိတ်ပိုင်းဆောင်နေတယ်လို့ဘယ်လိုမျိုးမပြောတော့ဒီလိုမျိုးအောက်ဘက်ကဝင်နေတဲ့ဆက်နေပါအဲ့တော့နောက်ဆုံးအနေနဲ့တော့ဆရာ့ personal အနေနဲ့ပဲကျွန်တော်မေးချင်ပါတယ်ဘာလို့ဆရာကိုယ်လည်းအခုဘယ်လိုကျွတ်လွတ်သွားပြီဆိုတော့တော်တော်တန်းနှစ်ပေါင်း၅နှစ်ကြာတော့ဆရာလည်းဒီဒီအမှုထဲမှာချုပ်ချုပ်မိနေတာဘာပဲပြောဆရာလွတ်သွားပြီဆိုတော့ဆရာဘယ်လိုခံစားရလဲအဲ့ဒါလေးရော personal feeling ကပါရှိမယ်ဟိုဘယ်လိုခံစားရလဲဆိုလဲဆရာကြတော့ဟိုဒီပေါက်ပြီးတော့လက်မပြောင်းတာပါဗျာအတိတ်ကကျွန်တော်စာဝတ်နေရကျွန်တော်လိုင်းစင်မရှိတော့ဘူးအနှစ်ကနောက်ထပ်ကျွန်တော်ဘယ်စင်ထပ်ဖတ်မလဲဆိုတာကြက်ဘလူးအမခံပါလဲ ဘယ်လိုအမှတ်ဆံပါလဲအဲ့တော့ကျွန်တော်ဘယ်လိုပြောရမှာလဲဘယ်လိုပြောရမှာလဲဆက်ပဲပုံနေရမှာလားဒါမှမဟုတ်အပြင်မှာထွက်ပြီးဟိုငါလုတ်ပြီးกว่าဆိုတော့လက်ပိတ်ဆိုင်မှာပွားပြီးဟိုလေးလေးချလို့ရှိရင်တော့ထထပ်ပတ်သွားပဲလို့အဲ့တော့ဘလောက်လောက်လွတ်လပ်ခွင့်ရှိမလဲဆိုတာမှာဒီအောက်မှာတော့ဟိုဟာပြုတ်ရယ်ဆိုတာတော့ဟိုခံစားလို့မရဘူးအဲ့လိုအနေထားရှိပါတယ်ပြောနေပါတယ်ကျေးဇူးတင်ပါတယ်ဟိုအခုလို့လုတ်ပြီးတာအောင်လို့ โอเคโอเคကျေးဇူးတင်တယ်ဗျာအဲ့တော့အဲ့တော့သူတို့ကဆရာဟိုဟိုဖြီရှော့ပေးလိုက်တယ်ဗောနော်ဟိုဟိုခုနချုံတောင်တော့မချုံတောင်ထားဘူးခုနဥပဒေတွေနဲ့ဆိုတော့ဆရာအနေနဲ့ရောပြန်ပြီးထုံးစံတိုင်းပဲငကိုတိုင်းပဲဟိုဒီစစ်ဆိုးရပေါ်မှာဒီစစ်တပ်ပေါ်မှာဟိုဝေဖန်ဆရာရှိရင်ဝေဖန်မှာပြောဆရာရှိရင်ပြောနေဦးမှာပဲလားဆရာဘက်ကရောပြန်ပြီးဖြီရှော့ဖို့ရှိလားဟိုကျွန်တော်ကဘလို့မှမဖြီရှော့ပါဘူးဖြီရှော့ကြလည်းမလုံးလို့ထင်ဗောစစ်တပ်ကဟိုအစ်မူလာဥပဒေနဲ့ပတ်သက်တာလीနောက်တစ်ခါတရားဥပဒေမစိုးမှုတာလीကျွန်တော်ဆက်ပြောနေပါမယ်ခုနိတို့ပဲ NUG ဘက်ကနော်ဟိုမောင်းမြင်တာလीအ လက်ဆမ်းမှုလေနောက်တစ်ခါကျွန်တော်တက်တက်လေးလေးပြောနေတဲ့ဟာလေးပေါ့မှာကျွန်တော်စဉ်းစားလိုက်တာကိုသူ့ကိုသူ့ကိုရှိတယ်ပြောနေပါတယ်အတိအကျတော့အချုပ်ကတော့ပါလဲတော့မင်းကဘာကောင်လေးမင်းကဘယ်ကောင်ဘလူးနဲ့ဘာမတည့်ပါလားဆိုတော့ကျွန်တော်တိုင်းပြည်ကိုမျက်နှာမမူတာပဲလေဘသူ့ကိုမှမျက်နှာမမူကျွန်တော်တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာမျက်နှာမမူအဲ့မျက်နှာမမူတဲ့အလုပ်ကိုကျွန်တော်ဆက်လုပ်နေပါမယ်ဒါတော့ကျွန်တော်ပြောချင်တာဟုတ်ကဲ့ဆရာဦးချင်းမြေကျေးဇူးတင်ပါတယ်ခုငားငားကာကြီးနဲ့ဒီစစ်တပ်ကနေပြီးတော့ဟိုလွန်ချင်းခွင့်ပေးတဲ့ပုံမှာဆရာကိုတိုင်းတာဟိုလွန်ချင်းနဲ့ပါသွားတဲ့ပုံမှာအခုလိုမျိုးဟိုဆရာရဲ့သဘောထားဆရာ personal feeling ကအစာရှင်းပြပေးတဲ့အတွက်